ကျွန်တော်ရဲ့ AD Note Channel ကနေဒီတစ်ပတ်တင်ဆက်သွားမှာကတော့ဘီလူဘဝမှာပင်ဖះရှင်ဤတက်တော်များကိုသာပနာပြီးစီဒီတော်ဒီထားပူဇော်ခဲ့သောကောင်းမှုကုသိုလ်အကျိုးကြောင့်ကြီးမားတဲ့အကျိုးတရားများကိုခံစားဆန်းစားခဲ့ရသောမထေမြတ်ကြီးတပါးအကြောင်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ကြိုင်းနှစ်သက်ရင်လိုက် share ဆက်ခတ်ရိုက်လေးတွေဒါနပြုပေးကြပါခင်ဗျာ။အရှင်ပြည့်စုပဋ္ဌာနာတင်ညာကမထေလောင်းရာသည် ရှိရှိမြတ်စွာဖះရှင်တို့၏ဌာနဘဝပေါင်းများစွာဝစ်စင်းရဲမှာ ကင်းဝေးသောနေပန်ဤကြီးစွာသောထောက်ပံ့ကောင်းဖြစ်တဲ့အဓိကအရာကောင်းမှုကုတုကံတို့ကိုပြုလုပ်စီပူခဲ့လေသည်ဘဝများစွာကျင်လည်ပြီးနောက်အရှင်ပိစုပတ္ထာနာတေညကမထေလောင်းလျာသည်အတ္တတိမြတ်စွာဘုရားရှင်ပြိနေပန်ပြုပြီးချိန်တွင်ဘီလူမျိုးဖြစ်လေသည် ထိုဘီလူသည် စီစိန်ဥစ္စာပြည့်စုံတော်လေမြတ်စွာဘုရားရှင်ကိုတတော်ထင်ရှားမဖူးတွေ့လိုက်ရခြင်းမကောင်းသောမိုးလင်းခြင်းမကောင်းသော နိုးထချင်းတို့ကြောင့် ကြီးစွာနောင်တရားပူပန်တော်ကဖြစ်နေလေသည် ထိုအကြောင်းကိုဖျားရှင်ဤအကတာဝါကဖြစ်တော်မူသောအရှင်သာဂတမထေရသည်တည်တော်မူပြီးဘီလူဤနောင်တကိုတည်တတော်ထင်ရှားဖျားရှင်ကို ပူဇော်ရခြင်းကဲ့သို့ပင်ဒါရီရီကတတော်တို့ကိုစေတီတီထားကိုကိုယ်ပူဇော်ရခြင်းသည်လေမြားမြတ်သောအကျိုးတို့ကိုရသည် ဟု ဆုံးမညွန်ပြခဲ့သည် ထိုနောက်မြတ်စွာဘုရားရှင်၏ ဒါရီရီကတ်တတော်တို့ကို ပုထိုးစေတည်ရန်ဘီလူအားပေးလိုက်လေသည်ဘီလူသည်ဒါရီရီကတ်တတော်တို့ကို ပုထိုးစေတည်ထားလေငါးနှစ်ပတ်လုံးကိုးကွယ်ပူဇော်လေသည်တက်တန်းကုန်လေကွယ်လွန်သောထို့သို့စေတည်ထားကိုးကွယ်ပူဇော်ခဲ့သော ကောင်းမှုကုတိုလ်ကံကြောင့်လူပြည်နှင့်ပြည်တို့မှသာ ကြီးစွာသော စီးစိမ်တို့ကိုစံစားရလေသည်ဤဘတ်တကဘာမှပြန်လေရေတွက်လေကဘာခွန်နေရအထက်နာဘူရေပင်ညာ အမိဖြင့်စကြဝဠာမင်းအဖြစ်၄ကြိမ်ဖြစ်ခဲ့လေသည်။ဂေါရမမြတ်စွာဘုရားရှင်လက်ထက်၌တာဝတိပြည်တွင်တခုသောအမျိုး၌အမျိုးကောင်းသားဖြစ်လေသည်။အတိယံရှိသည့်အရွယ်သို့ရောက်သောအခါမြတ်စွာဘုရားရှင်ကို ကြည်ညိုလျက်ရဟန်းပြုလေသည်။ဘွဲ့မိမှာအရှင်ပြည့်စုပဋ္ဌာနာတင်ညကမထေဖြစ်သည်။မထေသည်ရဟန်းပြုပြီးနောက်မကြာမီပဲပလိတပိတာလေးပါဝိမောက္ခရှိပါ အပြီးညင်၆ပါးတို့ကိုရရှိက အာတဝောကုန်ခန်းရဟန္တာဖြစ်လေသည်တက်ပူရိဒနွယ်ဝင် သူတော်ကောင်းပေါင်းတို့သည်မြတ်စွာဘုရားရှင်နှင့်ကိုယ်တိုင်ကိုယ်ကျမတွေ့မြင်ကြရတော်လေမြတ်စွာဘုရားရှင်နှင့်ရဟန္တာအရှင်မြတ်ကြီးတို့၏ဓာတ်တော်မွေတော်များဌာပနာရဲ့ရှေးသူတော်ကောင်းများတည်ထားတော်မူခဲ့ကြသည်ဖီးယားစီတီပုထိုးနှင့်ရုပ်ပွားတော်များကိုတက်တော်ထင်ရှားမြတ်စွာဘုရားရှင်အဖြစ်ဂုံတော်ထုံမွန်းပုံတော်မှန်လျက် ကြီးညိုပူဇော်ကြပါလျင်ပြစုပဋ္ဌာနာတင်ညကမထေလောင်းဘီလူမင်းကဲ့သို့ပင်ကြီးကျယ်စွာသောကုတုအကျိုးတရားများဆန်စားရမည်မှာမလွဲကံအမှန်ပင်ဖြစ်ပါတော်သည်